တန်တလွတ်စားခြင်းမစားခြင်းနဲ့ပတ်သက်၍မြတ်စွာဘုရားနဲ့နားလည်မှုလွယ်နေတဲ့အချက်ကလေးတစ်ခုရှိပါတယ်။အဲ့ဒီအချက်ကလေးကဘာလဲလဲဆိုတော့အသာစားခြင်းနဲ့တတလွတ်စားခြင်းဆိုတဲ့အစာအာဟာရနဲ့ပတ်သက်နေတဲ့အချက်ကလေးပဲဖြစ်ပါတယ်။တဘေတတအာဟာရထိတိကတဲ့။တတဝရအလုံးဟာ အစာအာဟာရပေါ်မှာမိခူနေရတယ်လို့ဘုရားရှင်တော်မြတ်စွာဘုရားကဟောကြားတော်မူခဲ့တာမှန်ပါတယ်သို့တော့ဘုရားရှင်တော်မြတ်စွာဘုရားက အစာအာဟာရနဲ့ပတ်သက်ပြီးတသက်လို့စားတဲ့သူကိုလည်းပဲချီးမွမ်းတော်မူခဲ့တယ်လို့အသာစားတဲ့သူကိုလည်းပဲကဲ့ရတော်မူခဲ့ပါဘူးနောက်ပြီးတသက်လို့စားခြင်း အသာစားခြင်းနဲ့ပတ်သက်ပြီးတော့မှမှားတယ်မှန်တယ်လို့လည်းပဲမှားတယ်မှန်တယ်လို့မြတ်စွာဘုရားကဘယ်လုံးကမှလည်းပဲမဟောကြမပြောကြခဲ့ပါဘူးအသာစားတဲ့အခါမှာအသာကြီးဆယ်မျိုးကလွဲရင်ကျန်တဲ့အသားတွေစားဖို့ရမြတ်စွာဘုရားကခွင့်ပြုတော်မူထားခဲ့ပါပဲတိုးတော်လည်း တလဲဆန္ဒကောင်းကိုမိမိစားဖို့အတွက်ရည်ရွယ်ပြီးတော့မှတတ်တယ်လို့မြင်တယ်ကြားတယ်ယုံမှားတဲ့တရားဖြစ်နေတယ်ဆိုရင်တော့မစားသင့်ပါဘူးဘုရားဘာသာဝင်တွေဟာမြတ်စွာဘုရားနဲ့နားလည်မှုရွေးသွားတဲ့အချက်လေးတစ်ခုရှိနေပါတယ်အဲ့ဒါကဩဒီအသားကမြတ်စွာဘုရားပြည့်ညတ်ထားတဲ့အသားမဟုတ်ဘူးပဲအပြည့်လွတ်တယ်လို့ဆိုပြီးတော့မှ အာယပါယရတသနာရဲ့အလိုကိုလိုက်ပြီးတော့မှစားတော်နေရတဲ့အချက်ကလေးပဲဖြစ်ပါတယ်။တယုတ်တနိကေဗုဒ္ဓမန္တုမမတုံမှာဗုဒ္ဓရှင်တော်မြတ်စွာဘုရားကကိုစားတဲ့အသားကိုကိုယ့်ရဲ့တွေးသားအရင်ဖြစ်သူရဲ့အသားနဲ့နှိုင်းရှင်ထားတာကိုတွေ့ရပါတယ်။မြတ်စွာဘုရားဟောပြောထားတဲ့ဥပမာလေးကိုကြည့်ရအောင်ပါ။ တခါတော့ကလင်မယားနှစ်ယောက်ဟာရိတ်ခါးရဲနည်းနည်းလေးယူပြီးတော့မှခီးတွေထွက်ခဲ့ကြသူတို့မှအလွန်ချစ်စရာကောင်းတဲ့တာရင်ဖြစ်သူတွေတူလေပါခဲ့တာဒီလိုနဲ့ခီးသွားရင်လည်းသူတို့နှစ်ယောက်မှရိတ်ခါးရဲကကုန်သွားကြခီးကလည်းဖြတ်ဖို့ဖြတ်ကျော်ဖို့ရတာဒုနေသေးတယ်အဲဒီတော့လင်မယားနှစ်ယောက်ကစဉ်းစားတယ် ငါတို့မှရိခါတွေနဲ့ဂုံပြီးဖြဲကြောရမယ်လားခကြီးကလည်းပဲကြံနေသေးတယ်ငါတို့ချစ်နေရတဲ့သားလေးကိုတန်းပြီးတော့မှစားမယ်ဆိုရင်တော့ငါတို့သုံးယောက်လုံးမသေးနိုင်ဘူးဒီလိုမှမဟုတ်ရင်တော့ငါတို့သုံးယောက်လုံးသေကုန်ပါပဲလို့ဒီလိုလေးတွေးပြီးတော့သူတို့ရဲ့ရမတမချစ်စရာကောင်းလာတယ်ဆိုတဲ့ตาเยนี่ကိုတတ်စားပြီးတော့မှကြံရှိတဲ့လမ်းကြီးကိုဖြတ်ကျော်သွားနိုင်ခဲ့ကြတယ်တဲ့ အရိယဥပမာလေးကိုမြတ်စွာဘုရားကဟောပြီးတဲ့နောက်မှာယဟန်တို့ခြင်သားတို့မင်းတို့ဘယ်လိုမြင်ကြသလဲဘယ်လိုထင်ကြသလဲထိုလေမယားနှစ်ယောက်ဟာသူတို့ရဲ့ချစ်စရာကောင်းတဲ့သားငယ်ရဲ့အသားကို စားတဲ့အခါမှာမျိုးတို့ပြောပါလို့ရင်စားကြသလားဒါမှမဟုတ်ရင်မန်ရစ်လို့ရင်စားကြသလားဒါမှမဟုတ်ရင်ကွာခန္ဓာကိုယ်နှပ်ပါဖို့ရစားကြသလား လို့ဒီလိုမြတ်စွာဘုရားကယဟန်တွေကိုမေးတော်မူတယ်။အဲဒီတော့ယဟန်တွေကလည်းမဟုတ်ရပါဘူးခင်ဗျာ။သူတို့ဟာခရီးကျန်းကိုကူးမြောက်ဖို့ရန်အတွက်သာစားသုံးကြတာပါဗျာလို့ဘုရားရှင်တော်မြတ်စွာဘုရားကယဟန်တွေကယူယူတည်တည်နင်းနင်းဆဆနဲ့ဖြည့်ဖြေလျှောက်တော်မူကြတယ်။ဒီတော့မှမြတ်စွာဘုရားကချက်သားတော်မင်းတို့လည်းပဲဒီလိုစိတ်မျိုးနဲ့အစာအာဟာရကိုသုံးဆောင်ကြရင် အစာအာဟာရပေါ်မှာတွေ့တာတက်မဲ့နေတဲ့ရတသနာကိုပယ်သက်နိုင်ကြလိမ့်မယ်လို့မြတ်စွာဘုရားကယံဒီကိုမိကြတော်ဆိုလိုတာကမြတ်စွာဘုရားကတသက်လို့စားခြင်းမစားခြင်းကိုဥတည်မပြောဘဲနဲ့လေရတသနာကို အမြင့်ပြတ်ပယ်နိုင်ဖို့ရအမြင့်ပြတ်ပယ်နိုင်ဖို့ရသာဥတည်ဟောခဲ့တယ်ဆိုတာပါပဲဘုရားမန္တုမကတော့ကရင်တော့သေးတာလို့ပေါ့ ကိုစားမဲ့အသားကိုကိုသွေးသားတယောက်ရဲ့အသားလို့တွေးလိုက်ဘယ်သူမှစားကျင်တော့မှာမဟုတ်ပါဘူးပြီးတော့တဏ္ဍဝါတွေကိုကိုသွေးသားအရင်လို့မေတ္တာထားရမယ်ဆိုတဲ့အချက်နဲ့လည်းပဲကန့်ညီသွားပါတယ်အဲ့တော့ဏိဂောချုပ်ရရင်ဘုရားရှင်တော်မြတ်စွာဘုရားဟာအစာစားတဲ့အခါမှာမျှတဖို့ရင်အတိုင်းရေကိုသိဖို့ဆိုတဲ့ဘောဇနာမတ္တိညွတ်တော် အဲ့ဒီဘောဓနာမတ္တိညွတ်တာကိုပဲဟောခဲ့တာဖြစ်တယ်လို့နောက်ဆုံးအစာဟာရဘုံမှာတွေ့တာတက်မှတ်နေတဲ့ရတနာကိုပယ်သက်နိုင်ရန်ကြိုးစားဖို့သာမိန်ကြားတော်မူခဲ့တာဖြစ်ပါတယ်အဲ့တော့တက်တလို့စားတာမစားတာကတော့မိမိတို့ရဲ့စံတတ်တာဖြစ်ပါတယ်တို့တော့အစာအစာစားတဲ့အခါမှာကြိုက်လို့စားတာမဖြစ်စေဘဲနဲ့မိမိရဲ့အသက်နဲ့ခန္ဓာကိုယ်ကို ထိုင်ထိုင်ဆောင်းလျှောက်ဖို့ မြတ်သောအကြီးကိုချင့်နိုင်ဖို့အဲ့ဒီလိုစိတ်ထားမျိုးလေးနေနေတာအစာအာဟာရကိုစားမယ်ဆိုရင်အစာအစာအစာအာဟာရပေါ်မှာတွင်တန်တက်မဲ့နေတဲ့ရတနာကိုချိုးနေရရောက်ပါလိမ့်မယ်ဒီလောက်ဆိုရင်ဗုဒ္ဓရှင်တော်မြတ်စွာဘုရားရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကိုနားလည်သဘောပေါက်ကြမယ်လို့ထင်ပါတယ်အလုံးမဲ့ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှကောင်းကျိုးလိုရာဆန္ဒတွေကို ကျမ်းမှာချမ်းသာစွာနဲ့ဉာဏ်ဉာဏ်ဘဝတွေကိုအမြဲတမ်းပိုင်းဆိုင်နိုင်ကြပါစေ။